နောက်ပိုင်းမှာ United တို့ဒီဘောနပြောမယ်ဆိုရင်က Indians တို့တက်ကြွတော့ကိုဆောင်လှုပ်ဆောင်နေတဲ့ Academy လူငယ်ကစားသမားတွေရဲ့ကဏ္ဍပြီးလို့ရှိရင်တော့ဒီ Johnny Evans တို့ပြီးလို့ရှိရင် Marcus Rashford နဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုမှာဆွေးနွေးပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာဘောလုံးမရုပ်ပစားဖို့အတွက်စိတ်ချရတဲ့ website တစ်ခုရှာနေရဆိုလို့ရှိရင်တော့ Melbourne ရှိပါတယ်။ Melbourne ဆိုလို့ရှိရင် Wanispat လို့ပဲကိုရိုင်းအကောင့်ဖွင့်ကိုရိုင်းငွေသွင်းငွေထုတ်ပြီးလွှဲနေတာဖြစ်ပြီးတော့ ကောင်းမွန်မဲ့ဆိုလို့ရှိရင် promo code 999ကိုအသုံးပြုပြီးတော့100% bonus ကိုလည်းရယူနိုင်ပါပြီ။ဒီဒီကူတော့ first comment မှာချပေးထားတဲ့ Telegram channel နဲ့ Viber number တွေကနေပြီးတော့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။အားလုံးနေကပါ The United Man YouTube channel နဲ့ပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ဆိုတော့အဲဒီနေ့ဟာကျွန်တော် The Hindu တော့ကျွန်တော်တို့ယူမလာနိုင်ခဲ့ဘူးပေါ့နော်။ဆိုတော့ sorry ပါဆိုတော့အဲဒီ MMO တို့ပြောင်းရွှေ့ကြရလဲဒီတိုင်းကျွန်တော်တို့ဒီ stay quiet ပဲဘာမှကျွန်တော်သိပြီးတော့ထူကြရတယ်ကျွန်တော်ရတာတော့မရှိဘူး။ဆိုတော့ အဲဒီဒီနေ့ကျွန်တော်တို့ဒီဘောနော်အဲဒီခုနလပိုင်းတရနေ့ဇူလိုင်နဲ့တရနေ့ကျော်ဖြစ်တာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်အငားကစားမိုက်ကျွန်တော်ပြန်လာပြီ Marcus Rashford ကျွန်တော်ပြန်လာပြီဆိုတော့တရနေ့လည်းကျွန်တော်တို့ထွက်လာပြီဘောနော်ဆိုတော့ တိုင်းပြည်ပြည်ကျွန်တော်နောက်မှာပြောပါမယ်ဖူလလော့စေတော့ကျွန်တော်ဒီအသင်းရဲ့ကျွန်တော်ဒီ academy အပေါ်မှာကျွန်တော်ဒီလှုပ်ဆောင်ချက်တွေပေါ့နော်တိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပါမယ်မနေ့ကတော့ကျွန်တော်ဒီ GG career နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောခဲ့တယ်မနေ့ကကျွန်တော်သတင်းထဲမှာဆိုလို့ရှိရင်တော့ဒီ GG career နဲ့ပတ်သက်ပြီးတော့အဲဒီပေါ့နော်စာချုပ်သဘောတူညီမှုတော့ကျွန်တော်ရခဲ့ပြီဆိုတဲ့အခြေအနေမျိုးကျွန်တော်ရှိခဲ့တယ်ပေါ့နော်ဆိုတော့ဒီအသက်၁၄နှစ်အရွယ် GG career ကျွန်တော်ဒီအင်္ဂလန်နိုင်ငံသားကျွန်တော်တိုက်စစ်မှုပေါ့နော်အဒီကစားသမား နဲ့ဒီကစားသမားလေးနဲ့ကြောက်ပတ်သက်ပြီးတော့လက်ရှိနေသားမှာတို့လို့ရှိရင် Manchester United နဲ့ GG Gabriel ရဲ့ဂျားထဲမှာတို့လို့ရှိရင်လုံးဝကြောက်ဒီ agreement ကဒီဘာနာကြောက် fully agreement ကြောက်ရပြီးတော့လက်ရှိနေသားမှာတို့လို့ရှိရင် Dandy ကြောက်ဖြစ်သွားပြီဆိုတော့ငါမဖြစ်သူကကြောက်အသင်းရဲ့ academy မှာနှစ်နှစ်ဒီကြောက်ဒီစာချုပ်တတိယကတူရရှိမှာဖြစ်တယ်ဗောနော်အဲသူ့ကိုကကြောက်ဒီဘာနာဒီ အဲဥရောပကျွန်တော်ကလပ်တော်တော်များများပြီးလို့ရှိရင်ကျွန်တော်တို့ဒီအဲအင်္ဂလန်ကလပ်တော်တော်များများကကျွန်တော်တို့ဒီလူငယ်ကစားသမားအဖြစ်တကယ်ကျွန်တော်တဲလန့်ရှိတဲ့လူငယ်ကစားသမားဖြစ်မိသားကြပြီးတော့အားလုံးကကျွန်တော်လိုချင်နေကြတဲ့အခြေအနေမျိုးမှာရှိနေနေတာမျိုးမှာအတင်းရကျွန်တော်တို့ဒီပေါ့နော်တကယ်တန်ဖိုးရှိတဲ့တဲလန့်တဲ့ player လေးတွေကိုလက်မလွတ်ရဖို့အရေးမှာ Jason Wellcoss ဟာဆိုလို့ရှိရင်ကျွန်တော်အတီးကနေရာကနေပြီးတော့ပေါင်ဝင်ခဲ့တာဖြစ်တယ်ဆိုပြီးတော့ ဖက်ဘရီဇီယိုမနိုကကျွန်ခေါ်ပြထားဖြစ်ပါတယ်ဆော်ဒီကစားသမားလီကအတင်းရဲ့ကျွန်အကယ်ဒမီမှာနောက်ထပ်တစ်နှစ်ထိကျွန်ဆက်ပြီးရောရှိသွားမယ်အခြေအနေမျိုးကျွန်ဖြစ်ပါတယ်ဆိုတော့နောက်ထပ်ကျွန်တို့ဒီပေါ့နော်ဒီလူငယ်ကစားသမားတွေမှာဆိုလို့ရှိရင်နောက်ထပ်ကျွန်တို့အတင်းထပ်ထွက်လာရှိတယ်ရိုမန်လိုပဲကျွန်တို့ပြောထားတာဖြစ်ပါတယ်ဆိုတော့အဲဒီပေါ့နော်နာမည်ကတော့ Jaden Angiwashi လို့ခေါ်တယ်ကျွန်တော် Google မှာကျွန်တော်ရိုက်ရှာလို့ရကျွန်တော်ကိုယ်တိုင်လည်းပုံလေးတော့ကျွန်တော်ထည့်ပေးထားမယ်ပေါ့နော်သူက Angiwashi ကသူက center back ဖြစ်တဲ့အသက်ကကျွန်တော်16နှစ်အဲလက်ရှိကျွန်တော်အင်္ဂလန်လက်ရွေးစင်ယူဆက်ခွန်မှာသူကစားနေတယ်ဆိုတော့အဲဒီကစားသမားကဒီစာချုပ်ကကျွန်တော်ကုန်ပြီပေါ့နော်ဒီနေ့ထားမှာမန်ချက်စတာယူနိုက်တက်နဲ့ဒီကစားသမားဖြစ်သူရဲ့ချားနေမှာဆိုလို့ရှိရင်နောက်ထပ်ကျွန်တော်၄နှစ်စာချုပ်တက်တန်းတည့်ရက်ကျွန်တော်ချုပ်ဆိုဖို့အတွက်တဘောတူညီမှုကြောင့်ရရှိခဲ့ပြီးကြောင့်ဖြစ်ပါတယ်ဒါကကြောင့် academy အတွက်ပါပေါ့နော်ကျွန်တော်တို့ဒီအသင်းကြီးအတွက်ကြောင့်မဟုတ်ပါဘူး ဆိုတော့အဲဒီကစားသမားဖြစ်သူကလည်းအဲဒီရှေ့ကကျွန်တော်တို့ဒီ GG Gabriel လို့ပဲဒီအင်္ဂလန်ကစားအင်္ဂလန်ကလပ်တွေပြီးလို့ရှိရင်ကျွန်တော်တို့ဒီဝီယောပါကလပ်တော်တော်များများကအဲတကယ်ကိုကျွန်တော်စိတ်ဝင်စားနေတဲ့လူငယ်ကစားသမားလေးကျွန်တော်ဖြစ်တယ်ပေါ့နော်ဆိုတော့အရှိနေထားမှာသလို့ရှိရင် Jason Wilcox တို့ရဲ့ဂျိုးဝမ်မှုနဲ့အတူပဲရှိကျွန်တော်တို့ဒီကစားသမားဖြစ်သူပို့လဲကျွန်တော်တို့ဒီအသင်းရဲ့ Academy မှာ၄နှစ်စာချုပ်နဲ့ဆက်လက်ပြီးတော့ကျွန်တော်တို့ထိန်းသိမ်းထားနိုင်တဲ့အခြေအနေမျိုးမှာကျွန်တော်တို့ရှိနေပါတယ်ဆိုတော့ကစားသမားဖြစ်သူကလည်းအသင်းမှာပဲကျွန်တော်နေဖို့အတွက်ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်ဗောနော်16နှစ်ဆိုတဲ့အနေအထားလည်းတကယ်တကယ်လည်းအာဒီတခြားအသင်းကိုကျွန်တော်ပြောင်းလို့ရတဲ့အနေအထားမျိုးမှလည်းကျွန်တော်ရှိရောရှိနေပြီဒါပေမဲ့အငယ်လဲငယ်ငယ်တော့ငယ်ပါသေးရဗောနော်ဆိုတော့အသင်းမှာပဲဆက်နေပြီးတော့သူ့အနေနဲ့ကျွန်တော်အငှားတွေပဲထွက်ကစားခြင်းနဲ့အချင်းမျိုးဗောနော်ဆိုတော့အဲဒီလက်ရှိကျွန်တော်ဒီ women who highlight လုပ်ထားတဲ့ကစားသမား၂ယောက်ကတော့ဒါကျွန်တော်ဒီ England media တွေမှာဆိုလို့ရှိရင်လည်းတော်တော်လေးကျွန်တော်ဒီအဲဒီဗောနော်နာမည်ရတဲ့ အင်္ဂလန်တိုင်ဝမ်မှာတို့လို့ရှင်တို့ရဲ့နာမည်ရရတယ်ဒီဘာလို့လဲကစားသမားလေးတွေကြောင့်ဖြစ်တယ်ပေါ့နော်နောက်ထပ်ကျွန်တော်ဒီ Johnny Evans တဲ့ပတ်သက်ပြီးကျွန်တော်ပြောကြည့်ရအောင်နော်ဆိုတော့ Johnny Evans ကအခုလက်ရှိကျွန်တော်ဒီဘာနော်အနားယူသွားပြီးကစားသမားဘွားကနေဒါပေမဲ့ကျွန်တော် Manchester United နဲ့မှာသူဆက်ပြီးတော့ရှိမယ်သူရဲ့ကျွန်တော် role ဟာဆိုလို့ရှိရင်ကျွန်တော်ဒီ Head of Loans and Pathway လို့ခေါ်တယ်အသင်းရဲ့ကျွန်တော်ဒီလူငယ် Academy အတွက်ကစားသမားတွေကိုကျွန်တော်အားချတာပြီးလို့ရှိရင်အသင်းရဲ့လူငယ်ကစားသမားတွေရဲ့ကျွန်တော်ဒီ career လမ်းကြောင်းတွေကိုရှာဖွေပေးတာဒါတွေနဲ့ အဲပတ်သက်ပြီးတော့ကျွန်တော်တို့ဒီအဒီပေါ့နော် head တရအဖြစ်သူလောက်ကန်ရမယ်ပေါ့နော်ဆိုတော့အာဒီ rule ကတော့ဒါကပြောမယ်ဆိုလို့ရှိရင်ဒါသူ့အတွက်ကတော့ကျွန်တော်ဒါ first time ပဲဒါ bro အစ်စ်ပဲပေါ့နော်ဆိုတော့သူ့အနေနဲ့ကျွန်တော်ကစားသွားဘောက်ကသူအနားယူသွားပြီအနားယူသွားတယ်ဒါကျွန်တော်တို့ဒီ ultra four မှာလည်းသူကိုယ်တိုင်ကျွန်တော်နှုတ်ဆက်ခဲ့တယ်ဆိုတော့ aso milan နဲ့ပွဲမှာသူနှုတ်ဆက်ခဲ့တယ်နှုတ်ဆက်ခဲ့ပြီးမှဆိုလို့ရှိရင် ုံးဝ retire သူလောက်သွားပြီဆိုတဲ့အချိန်မျိုးမှာအခုလက်ရှိအသင်းဘက်ကနေပြီးတော့သူကိုကျွန်တော်တို့လူငယ်တွေရဲ့အဲဒီဘောနော်ကျွန်တော်တို့ဒီတိုးတက်မှုဘိုင်းနေမှာဒီဥဆောင်မှုအတွက်ဒီဘောနော်ကျွန်တော်အလုတ်ခက်ငယ်တွေပေါ့ဗျာဒီလိုပုံစံမျိုးကျွန်တော်ဖြစ်သွားပြီဘောနော်ဆိုတော့ဒီသူရရှိထားတဲ့ role ပေါ့နော်ကျွန်တော်တို့ဒီ head of loans and pathways ဆိုတဲ့ role မှာသူရဲ့ကျွန်တော်တို့ဒီ JD ပေါ့နော် JD လို့ job description တွေအရတော့ကျွန်တော်တို့အဲဒီဘောအဓိကကျွန်တော်ဘာလဲသလို့ရှိရင်အဲအသေးရဲ့လူငယ်ကစားသမားတွေရဲ့ကျွန်တော်တို့ဒီဘောနော် တန်လက်မိုင်းတွေကိုကျွန်တော်တို့ဒီ develop ဖြစ်အောင်အဲသူ့အနေနဲ့သူလုပ်ပေးရမယ်အဲပြီးလို့ရှိရင်ကျွန်တော်တို့ဒီဘာနော်ဒီအငှားချတဲ့နေရာတွေမှာအဲဒီဘာနော်ဟိုဒီကစားနာအမထားပါတော့ဒီကစားနာမှာဖြစ်သူနဲ့လိုက်ဖတ်တဲ့ကစားဟန်ရှိတဲ့အသင်မျိုးတွေကိုရှာဖွေပြီးတော့ကျွန်တော်တို့အငှားချတာမျိုးဒီကစားနာမရဲ့ကျွန်တော်တို့ခြေစွမ်းတိုးတက်လာမှုအပေါ်မှာကျွန်တော်တို့ဒီဘာနော်ဟိုအများကြီးကျွန်တော် focus လုပ်နိုင်တယ် အဲဒီပါနော်နေရာပေးနိုင်တဲ့အသင်းမျိုးကိုတော့အငှားချလာမျိုးဒီလိုမျိုးကျွန်တော်တို့ဒီတကယ်ကျွန်တော်တို့ဒီ strategy ကြတဲ့အဒီအငှားချမှုတွေကိုသူ့အနေနဲ့အဓိကတာဝန်ယူပြီးတော့သူလှုပ်ဆောင်ရမယ်ပြီးတော့ကျွန်တော်တို့ဒီသူ့အနေနဲ့ဒီ academy မှာရှိတဲ့ကျွန်တော်တို့ဒီ staff တွေပြီးလို့ရှိရင်ကျွန်တော်တို့ဒီ coaching team တွေပြီးရင်ကျွန်တော်တို့ဒီတခြားသောကျွန်တော်တို့ဒီပါနော် department တွေနဲ့ collab လုပ်ရမယ်ပြီးရင်ကျွန်တော်တို့ဒီပါနော် performance တွေကိုအမြဲတမ်းကျွန်တော် monitoring လုပ်နေရမယ်အဲဘယ်ကစားမှတော့ဘယ်လောက်ထိကျွန်တော်တက်လာတယ်ဘယ်ကစားမှတော့ချင်းဘယ်လိုရှိတယ် သူကတော့အငားထွက်တင်တယ်သူကတော့အငားမထွက်တင်ဘူးဒါသူ့ကိုတော့ကျွန်တော်တို့ဒီပေါ့နော်ဟို fasting မှာနေရာပေးသူပေးလို့ရနေပြီဆိုတာမျိုးတွေကိုသူအကဲဖက်ရမယ်ပေါ့နော်ဆိုတော့ဒါတွေကတော့သူ့ရဲ့ JDG ပေါ့နော်ဆိုတော့အဲကျွန်တော်တော့ပြောမယ်ဆိုလို့ရှိရင်နည်းနည်းလေးကကျွန်တော်စိတ်ပူတယ်ဘာလို့လဲဆိုတော့လူငယ်ဆိုရဲအနေထားမျိုးကပြောမယ်ဆိုလို့ရှိရင်တကယ်ကျွန်တော်တို့ဒီပေါ့နော်အဲဒီပေါ့နော်တကယ်ကျွန်တော်တို့ဒီကြောက်ရိုင်းတုံးလေးတွေပေါ့နော်ကြောက်ရိုင်းတွေဖြစ်တဲ့တင်ချာတော့ကြောင့်မလို့ထူးစစ်တဲ့သူကအဲဒီပေါ့နော်တကယ်ကျွန်တော်တို့ဒီ experience ရှိတဲ့သူမျိုးဆိုလို့ရှိရင်ပိုကောင်းတယ်ဆိုတော့ ဒီ Johnny Evans တို့ပါလို့ကိုသူတို့ကိုယ်တိုင်လည်းကြောအငှားကြီးထွက်ကစားတယ်သူတို့လည်းဒီလို Academy ကနေလည်းသူတို့လာတာပဲပေါ့နော်ဆိုတော့အဲဒီရနပတ်သက်ပြီးတော့တော့သူတို့ကိုယ်တိုင်တော့ကြုံခဲ့ရမျိုးကြီးကျွန်တော်တို့ရှိနေတာဖြစ်တဲ့တကြောင်မျိုးတော့အများကြီးတော့အဆင်ပြေမယ်လို့ထင်တယ်ပြီးတော့ကျွန်တော်တို့ဒီအသင်းရဲ့အဲတွန်းနေတဲ့ပုံစံ ကိုလည်းသူကောင်းကောင်းနားလည်ပြီးတော့အသင်းပေါ်မှာလည်းသူကကျွန်တော်တကယ်ကိုကျွန်တော်ပြစ်ဆက်ကစားတဲ့ကစားသမားတစ်ယောက်ကျွန်တော်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီတော့ကြောင်မလို့ အာဒီပေါ့နော်အများကြီးအဆင်ပြေဖို့တော့ကျွန်တော်ကတော့မျှော်လင့်နေပေါ့နော်အများကြီးအဆင်ပြေမယ်လို့လည်းကျွန်တော်ကတော့ထင်ပါတယ်ဆိုတော့ Johnny Event တို့အစ်စ်မှာအရာလူအစ်စ်မှာခွလတ်ပါပေါ့နော်ဆိုတော့ Johnny Event နဲ့ပတ်သက်ပြီးတော့ပါကျွန်တော်ဒီနောက်ထပ်ကျွန်တော်ရထားတဲ့သတင်းကတော့ Marcus Rashford နဲ့ပတ်သက်ပြီးတော့ပါဆိုတော့ Marcus Rashford ကတော့ကျွန်တော်တို့ဒီ AS Milan မှာသွားကစားရာကနေပြီးတော့ခုလက်ရှိကျွန်တော်အသင်းကိုပြန်ပြီးတော့ရောက်လာပါပြီဒါအပြင်ကျွန်တော်တို့ဒီ AS Milan ဘက်ကနေပြီးတော့ထပ်မံပြီးတော့ကျွန်တော်တို့ဒီ Romano ပြောထားတဲ့အထက်မှာထပ်ပြီးတော့ကျွန်တော် AS Milan ဘက်က confirm ထားပါတယ် အဆွန်ဗီလာအနေနဲ့ Marcus Rashford ရဲ့အဲဒီပေါ့နော်ကျွန်တော်တို့ဒီအငားစာချုပ်ထဲမှာပါနေကျွန်တော်ပေါင်တန်း40နဲ့အပိတဝယ်ယူခွင့်ကိုသူတို့တက်သွင်းမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ Rashford က Manchester United ကိုပြန်လာမှာဖြစ်ပြီးတော့ဒီပေါ့နော်ကျွန်တော်တို့ဒီတခြားသူ့ကိုလိုချင်တဲ့ဘယ်သင်းမဆိုသူ့ကိုကျွန်တော်တို့အဲဘယ်သင်းကပဲလိုချင်လိုချင်ကျွန်တော်ပေါင်တန်းလီးစံနဲ့အဲခေါ်ယူနိုင်မဲ့အခြေအနေမျိုးကျွန်တော်ရှိပါတယ်ဆိုတော့ဒီနေ့မှာတော့အဲဒီပေါ့နော်ကျွန်တော်တို့ဒီ Marcus Rashford ကကျွန်တော်အသင်းကနေထွက်နိုင်မလားဆိုတာကိုစောင့်ကြည့်ရမယ်။ဆိုပြီးတော့ Romano ကကျွန်တော်ဖော်ပြထားတာဖြစ်ပါတယ်။ဆိုတော့လက်ရှိအခြေအနေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့ Marcus Rashford ရဲ့ကျွန်တော်အပြောင်းရှိမှမဟုတ်ဘူး။ကျွန်တော်တို့အသင်းမှာရောင်းရမယ့်ကစားသမားရန်များတယ်။အဲ့တော့ဦးစားပေးဆိုတဲ့အထက်မှာဆိုလို့ရှိရင်ကျွန်တော်ကစားသမားက၂ယောက်ရှိတယ်။နောက် Jadon Sancho ရဲ့ပြီးလို့ရှိရင်ကျွန်တော်ဒီအဲဒီဘောနောကျွန်တော်ဒီ Garnacho ရဲ့၂ယောက်ရှိတယ်။သူကဒီ၂ယောက်ကကျွန်တော်ဦးစားပေးကျွန်တော်ရောင်းမယ်။ပြီးတော့မှကျွန်တော် Marcus Rashford ကိုပါလို့ကျွန်တော်လာမယ်။တော့ အဲမနေ့ကပဲကျွန်တော်တို့ဒီ PSV ကကျွန်တော်တို့ဒီမလာစီယာကိုမလာစီယာကျွန်တော်ပြန်လွတ်လိုက်တယ်သူမဝဲဘူးပေါ့ဒီဆိုတော့ဦးလည်းရှိကျွန်တော်အက်ဆွန်မီလာဆိုလည်းမဝဲဘူးအက်ဆွန်မီလာကတော့ဝဲနိုင်မှာမဟုတ်ပေါင်တန်း40မှာကပဲဆိုဘာလို့လဲဆိုတော့သူတို့ဒီ Champion League ဝင်ဝင်မရဘူးပြီးတော့ကျွန်တော်တို့ဒီအရှိသူတို့ FFB ကဏ္ဍတွေတော်တော်ကိုပြဿနာတက်နေရဲသူတို့အမျိုးသမီးအသင်းကိုပါအက်ဆွန်မီလာကသူတို့ရောင်းလိုက်ပြီးတော့ကျွန်တော်တို့အဲဒီ Debate Austin တို့ပါသူတို့တရင်နေမှာကျွန်တော်ရှင်းထားတယ်ဆိုတော့အက်ဆွန်မီလာတော်တော်ကိုတိုင်မတ်နေတဲ့အချိန်တွေပြီးအမျိုးသမီးအသင်းတစ်သင်းလုံးကိုသူတို့ရောင်းလိုက်တာဆိုတော့ အခုလက်ရှိကျွန်တော်တို့ဒီဒီပေါ်လံပြောရမယ်ဆိုလို့ရှိရင်ဒီအမျိုးသားအသင်းမှကျွန်တော်ကျန်တော့တဲ့အချိန်တွေမျိုးကျွန်တော်ဖြစ်သွားပြီပေါ့နော်ဆိုတော့အဲ့လောက်ကြီးကိုကျွန်တော်အချိန်တွေစိုးနေတာပါဆိုဗီလာဘက်ကဆိုတော့ဒီတော့ကျွန်တော် market special လို့မျိုးအဲတကယ်ကျွန်တော်တို့ဒီဈေးကြီးတဲ့ကစားသမားတယောက်ပြီးတော့လောက်ခလာစားများတဲ့ကစားသမားတယောက်ကိုတို့ခေါ်ဖို့ဆိုတာဘလို့နည်းနဲ့မှကျွန်တော်မဖြစ်နိုင်ပါဘူးဆိုတော့ UCL ဝင်ခွင့်လည်းတို့မရထားဖြစ်တဲ့အတွက်ကြောင့်မလို့တရှိနေတာမှာ FFB ပြည်ထောင်နိုင်နေတယ်ပဲတို့အများကြီးရင်ဆိုင်နေရတဲ့အချိန်မျိုးမှာရှိနေရဖြစ်တဲ့အတွက်ကြောင့်မလို့ မာကတ်ဝီကိုခေါ်ဖို့ကပလုံနီးနဲ့မှကျွန်တော်မဖြစ်နိုင်ပါဘူးဘရာဇီးကိုလည်းလည်းသူကချန်ပီယံလိဝင်ခွင့်ရတယ်အဲဒင်းလေးဝယ်သူသွားကြတာအမ်နောက်ပိုင်းထွက်လာတဲ့တင်းလေးရဆိုလို့ရှိရင်မာကတ်ဝီကိုဒီဘာစီလိုနာမှဘာစီလိုနာပဲဆိုတော့ဘာစီလိုနာကတော့ကျွန်တော်ဒီဘိုဘီလီယန်ကိုခေါ်ဖို့လုပ်နေတယ်သူတို့ကျွန်တော်ဒီဘယ်လိုပြောရမလဲ release clause ပေးဖို့အကိစ္စနဲ့ပတ်သက်ပြီးတော့သူတို့နည်းနည်းလေးတော့ကျွန်တော်တို့ကြံ့ကြာနေတယ်ဒီလောက်ပဲပေါ့နော်ဆိုတော့ ဒီကိုဝီလီယံနဲ့တို့ကြီး personal agreement ပါညာလေးလာစာကိစ္စပါညာလေးတို့အဲ့ဒါကြီးအပေါ်မှာ agreement ရတာပြီဆိုတော့ဒီကိုဝီလီယံ comment ဆိုတော့ Rashi ကတော့ကျွန်တော်ဖြစ်နိုင်စီတော်တော်လေးနည်းသွားပြီလို့ကျွန်တော်ပြောလို့ရတယ်ဗောနော်ဆိုတော့ဒီလိုကြောင့်မို့ Marcus Rashford ကတော့ Barcelona မှာ Barcelona Barcelona ကတော့ Marcus Rashford ကို appreciate လုပ်တာမှန်ဒါမဲ့အဲဒီဗောနော်သူ့ကိုကျွန်တော်ပြောင်းရွှေ့ဖို့အတွက်ကျွန်တော်ကြိုးပမ်းတာမျိုးတွေတုံးမှကျွန်တော်ရှိမနေတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်ပါတယ်ဆိုတော့ Marcus Rashford ရဲ့ဒီနေ့မှာကျွန်တော်ဒီဗောနော်အသင်းပြောင်းသွားနိုင်မှာဆိုတာကျွန်တော်ဆက်ပြီးဆောင်ကြည့်ရမယ် တကယ်လို့အသင်းမပြောင်းနိုင်ဘူးဆိုလို့ရှိရင်ရာသီဥတုခြေစမ်းပွဲစဉ်တွေမှာအသင်းမှာအသင်းရဲ့လူစင်းတွေမှာကျောပြန်ပြေးရဖို့တော့ market rate ပုံပေါ်တော့ရှိနေပါတယ်ဆိုတော့ brother တို့ဘလို့မြင်ကြလဲဒီပလေးလို့ကြည့်ပါတကယ်လို့ market rate ကိုကျောထွက်တော်မယ်ဆိုတော့ပြောစရာမလိုဘူးလားတကယ်လို့အသင်းမှာ market rate ပုံဆက်ရှိမယ်ဆိုလို့ရှိရင်ရော amory နဲ့ကျောတို့ဒီ rush ပုံအဆင်ပြေမယ်လို့ထင်ကြပြီးခဲ့တဲ့ကျောတို့ဒီ January တော့ဆိုလို့ရှိရင်သူတို့နှစ်ဦးကြားမှာတော်တော်လေးအပြောမယ်ဆိုလို့ရှိရင်တော့ကထပ္ပစလေးတစ်ခုတော့ကျောရှိခဲ့တယ်လို့ကျောထင်တယ်ဘာလို့ဆိုတော့ အဲဒီ Amrin ကကျွန်တော်တို့ဒီလုံးဝကျွန်တော်100%ကစားလာလို့ဒီ market price ကိုကကိုင်းထဲမှာကျွန်တော်တို့ဒီဘောနော်ကစားခြင်းတို့ကစားနေတယ်ဘောနော်ဒီပုံစံမျိုးတွေကို Amrin ကကျွန်တော်တို့ဒီ media ထက်တွေမှာကျွန်တော်လုံးဝ portfolio တွေဝေဖန်နေဘောနော်သူအတင်းအတွက်100%အဲမကစားခြင်းတဲ့သူကိုကိုင်းထဲကိုလုံးဝထဲမှာမဟုတ်ဘူးဆိုပြီးတော့လူစည်းနေပါတယ်ခြံခံရပြီးတော့သူ SOM လောက်အမှားထွက်ကစားရတာပဲဆိုတော့အဲ့ဒီကျွန်တော် Amrin လက်ထက်ကိုပြင်ရအောင်လာနေနေသားမျိုးမှာ Rashi ကကျွန်တော်တို့ man ထားတယ်လို့မျိုး အဲ့ဒီပေါ့နော်ကျွန်တော်ကျွန်တော်အတင်းအတွက်ပေါ့နော်ကျွန်တော်တို့အတင်းအတွက် United အတွက်ဟန်ဒါဘာဆန်ကစားပါအောင်မလားဒါတော်တော်လေးတော့ကျွန်တော်စိတ်ပူစရာစိုးရိမ်စရာအခြေအနေဖြစ်ပါတယ်ဆိုတော့အတင်းဘက်ကကျွန်တော်တို့ဒီပေါ့နော်အငှားဆိုတာမျိုးကြီးနဲ့လည်းကျွန်တော်ဖြစ်သွားနိုင်တယ်ဆိုတော့ဆက်လက်ပြီးတော့ကျွန်တော်ဆောင်းရှိရမယ် Rashilo မျိုးကျွန်တော်တို့ဒီပေါင်တန်း40အတန်ကြီးတက်မှတ်ထားတယ်ပြီးတော့ကျွန်တော်တို့ဒီဒုက္ခနာစာလည်းကျွန်တော်3သိန်း3တင်းွယ်ပါတော့3တင်းွယ်လောက်တိကျတော့ရှိနေတဲ့အစားအသမာတရက်ကိုအတင်းမကရောင်းချရတာတော့ဘလိုလေးခက်ခဲမဲ့အခြေအနေမျိုးကျွန်တော်ဖြစ်ပါတယ်ဆိုတော့ ဒါတွေကတော့ကျွန်တော်ဆက်လက်စောင့်ကြည့်ရမယ်အခြေအနေမျိုးမှာကျွန်တော်ရှိပါတယ်။ဆိုတော့ဒါကတော့ကျွန်တော်ဒီနေ့ရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့အကြောင်းရွှေ့သတင်းတွေဖြစ်ပါလေ။ဆိုတော့ brother တို့ရဲ့အမြင်တွေကိုလည်းကွန်မန့်မှာပြန်အောင်ဆွေးနွေးပေးသွားပြီးရပါတယ်။ကြည့်ရှုအားပေးနေကြများလို့ကျေးဇူးတင်ပါတယ်။ Channel ကို subscribe မျိုးတွေတို့လို့ရှိရင် subscribe လုပ်ပေးထားကြဖို့အားလုံးကိုတောင်းဆိုပါတယ်။ကျွန်တော်နောက်ထပ် video မှာတွေ့ပါမယ်။အားလုံးကျေးဇူးပါခင်ဗျာ။